ခေါင်းဆိုရဲကောင်လေးကကြောက်ကမ်းပါအောက်ကကားပြတ်ထဲမှာသတိလက်မိမျောနေပါတယ်။ဒါကူကောင်မလေးတယောက်ကအဝေးကနေစိုက်ကြည့်နေပါတယ်။ခဏအကြာမှာတော့ကောင်သတိရလာပြီးကားရဲကထွက်လာကရိုင်တိုင်တိုင်နဲ့လမ်းလျှောက်သွားခဲ့ပါတယ်။အရင်အချိန်မှာပဲသူ့ရဲ့ဦးခေါင်းကိုအနောက်ကနေကြောက်တုံးနဲ့ရိုက်လိုက်ပြီးနောက်တစ်ခါသတိလက်သွားခဲ့ပါတယ်။ကားမတော်တဆမှုဖြစ်ခင်လွန်ခဲ့တဲ့၈နှစ်ကြီးလောက်ကကောင်နဲ့အတူ ကုန်တယ်ရှိနာမိပညာရှင်ချင်းတို့တွေ့ဆုံနေခဲ့ပါတယ်။ အရင်မှခေါင်းကလမ်းအောက်ဖက်ကကားတစ်စီးထဲမှာလူစုနှစ်ယောက်ကသူ့ကိုစောင့်ကြည့်နေတာကိုသတိထားမိပြီးသူတို့တွေကငားထားတဲ့လူမိုက်တွေဖြစ်ကြောင်းချက်ချင်းသိလိုက်ပါတယ်။ခေါင်းကရှီနာနဲ့ချင်တို့ကိုနှုတ်ဆက်ပြီးကားရဲကိုဝင်မောင်းပြီးတော့ထွက်သွားခဲ့ပါတယ်။သူထင်တဲ့အတိုင်းပဲလူစုတွေကကားမောင်းပြီးတော့သူ့နောက်ကိုကပ်လိုက်လာကြပါတယ်။ခေါင်းကအချိန်တင်ပြီးမောင်းနေရင်လည်းနောက်ဆုံးမှာတော့ကားမတော်တဆမှုဖြစ်ပွားသွားခဲ့တာပါ။တိတ်မကြခင်မှာပဲခေါင်းနိုးလာပြီးထူးဆန်းတဲ့ရွာတွေကိုရောက်နေတာကိုသိလိုက်ရပါတယ်။ ဒီရွာမှာတော့အမျိုးသမီးတွေကဥဆောင်သူဖြစ်ပြီးတော့သူတို့တွေကအမဲလိုက်ခါမိသားစုအတွက်ထောက်ပံ့ပေးကြပါတယ်။အမျိုးသားတွေကတော့အိမ်မှုကိစ္စတွေလုပ်ပြီးကလေးတွေကိုစောင့်ရှောက်ရပါတယ်။ပြောရမယ်ဆိုရင်တော့ယောက်ျားနဲ့မိန်းမပြောင်းပြန်ဖြစ်နေပြီးတော့ယောက်ျားတွေကအိမ်မှုကိစ္စချက်ပြုတ်ကလေးထိန်အလုပ်တွေကိုလုပ်ကာမိန်းမတွေကတော့စစ်သားတွေအဖြစ်တာဝန်ထမ်းဆောင်ကြပါတယ်။နောက်ပြီးဒီရွာကအပြင်လောကနဲ့လုံးဝအဆက်အသွယ်ပြတ်တောက်နေပြီးဤပညာဒါမှမဟုတ်သိပ္ပံထုတ်ခုံဒီအကြောင်းဘာမှမသိပါဘူး။ ဇလန်းအစမှာသူ့ကိုစောင့်ကြည့်နေတဲ့အမျိုးသမီးကဒီရွာရဲ့အကြီးအကဲဖြစ်ပါတယ်။အစပိုင်းမှာတော့ကောင်ကသူ့မကိုမယုံကြည်ပဲရွာသားတွေက cosplayer တွေလို့ထင်နေခဲ့ပါတယ်။သူက ရှင်နဲ့ကြံတဲ့အမျိုးသမီးတွေကိုဆဲဆိုလိုက်တာကြောင့်လှပတဲ့မျိုးနွယ်စုခေါင်းဆောင်အမျိုးသမီးရှင်လည်းဒေါသထွက်သွားခဲ့ပါတယ်။ရှင်ကကောင်ကိုအယမ်းစိတ်ဆိုးသွားပြီးအပြစ်ပေးတဲ့အနေနဲ့သူ့ကိုတစ်သားမအောင်နဲ့ကိုထည့်ထားလိုက်ပါတယ်။နောက်ပိုင်းမှာတော့ကောင်ကသူတို့တွေကတကယ်ပဲလူအစ်စ်တွေဖြစ်ကြောင်းသိသွားပြီး ဒီလိုထူးဆန်းတဲ့ရွာမှာမနေချင်တာကြောင့်မြို့ကိုအမြန်ဆုံးပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ရွာရဲ့နက်ခတ်စရာရုံဟဲကတော့ဘယင်မရှင်ရဲ့ခွင့်ပြုချက်မရပဲဘသူမှရွာကနေထွက်လို့မရဘူးလို့ခေါင်ကိုပြပြလိုက်ပါတယ်။နိုင်အနေငယ်ကြမှာတော့ခေါင်ကအလောင်းအင်းတွေကနေလှုပ်ပေးခင်ရပြီးသူ့ရဲ့ကားစီကိုခေါ်သွားဖို့တောင်းပန်လိုက်ပါတယ်။ရှင်ကတန်တရားရှိနေပေမဲ့သူ့ကိုသနာပြီးတော့ခွင့်ပြုလိုက်ပါတယ်။နှစ်ယောက်သာကားပြတ်တဲ့နေရာစီကိုပြန်သွားကြပြီးခေါင်ကသူ့ရဲ့ကားထဲမှာအသုံးဝင်မဲ့ပစ္စည်းတွေကိုရှာဖွေနေပါတယ်။ အဲ့ဒီမှာကားနောက်ဖုံးတွေကတန်ပိုက်လုံးတစ်ချောင်းကိုတွေ့ပြီးတော့ပေါပေါပပပဲလွှဲကြည့်လိုက်ပါတယ်။ဒါပေမဲ့မတော်တဆရှင်ရဲ့ခန်းကိုရိုက်မိလိုက်တဲ့အတွက်သူမမြင်ပြပေါ်မှာတတိလိမေမျောသွားခဲ့ပါတယ်။ခန်းကဒီအခွင့်အရေးကိုမိရယူပြီးကျောမိုးအိတ်ကိုလွှဲကအနီအနားကတစ်တော်တွေကိုပြေးဝင်ထွက်ပြေးသွားခဲ့ပါတယ်။မိနစ်အနည်းငယ်ကြာမှာတော့ကားရဲ့စီတိုင်းကြီးကစီရီယိုစိမ့်လာပြီးမကြခင်မှာပဲတတိမိနေတဲ့ရှင်ကမိတောက်တွေဝိုင်းနေတဲ့အခြေအနေမျိုးဖြစ်သွားခဲ့ပါတယ်။ရွာသားတွေကလည်းမိကိုမြင်တော့အခင်းဖြစ်ပွားရာစီကိုအမြန်ပြေးလာပြီးတော့ ရေပုံးတွေနဲ့မိနှိမ်သက်ကြပါရယ်။ကောင်းကတစ်တော်တွေကနေရွာသားတွေရဲ့အော်ဟစ်တန်ကိုကြားလိုက်ရတဲ့အခါမှာရှင်ကိုထားခဲ့မိတဲ့အတွက်အပြစ်ရှိတယ်လို့ခံစားလိုက်ရပါရယ်။ဒါကြောင့်အပြစ်အလွှားပြန်ရောက်လာပြီးသူ့ကိုယ်ဘော်ကိုရေပုံးတစ်ပုံးလောင်းချလိုက်ခါမိဝမ်းလေးကိုဝင်ပြီးတော့ရှင်ကိုပွေ့ချီပြီးထွက်ပြေးလာခဲ့ပါရယ်။သူတို့နှစ်ယောက်ထွက်လာတာနဲ့တပြိုင်နက်ကားကပောက်ကွဲသွားခဲ့ပြီးနှစ်ယောက်သားကလည်းအနီးအနားကရေကန်ထဲကိုပြုတ်ကျသွားခဲ့တဲ့အတွက်ရွာသားတွေလည်းစိတ်သက်သာရရသွားခဲ့ကြပါရယ်။ ။ရိန်းနောက်မှာတော့ခေါင်းကရွာကိုပြန်ရောက်လာပြီးသူ့ရဲ့ကြောင်မုတ်အိတ်ထဲမှာဖုန်းကိုတွေ့လိုက်ရပါတယ်။ဖုန်းနဲ့တခြင်းတစ်ပုတ်ကိုဖွင့်လိုက်တဲ့အခါမှာတော့ရှင်ကအာယုံဆိုင်မိပြီးအခန်းထဲကိုပြေးဝင်လာပါတယ်။ဒီထူးဆန်းတဲ့ကရိယာကိုကြောင်ယုံပြီးတော့ရိုက်ခွဲဖို့ကြိုးစားပေမဲ့ခေါင်းကအနည်းငယ်မရှိဘူးလို့ပြောပြလိုက်ပါတယ်။နောက်ပြီးသူမကိုနှစ်ချက်တစ်ဖက်ပေးပြီးတော့နှစ်ယောက်သားအတူတူတခြင်းတွေနားထောင်ရင်းနဲ့ခဏအကြာမှာတော့ရှင်ကအိပ်ပျော်သွားခဲ့ပါတယ်။ခေါင်းကအိပ်ပျော်နေတဲ့ရှင်ကိုဂရင်ပေါ်ပွေတင်ပေးပြီးမြို့ကိုပြန်ရောက်နိုင်မယ့်မိဘုံကိုရှာဖွေပါတော့တယ်။ အဲ့ဒီအချိန်မှာအရန်တံမိုးကြီးမားတဲ့နီလာကြောင်တစ်ခုကိုတွေ့သွားပြီးတော့ရှင်နိုးလာတဲ့အခါမှာဒါကိုသူ့ကိုပေးဖို့အတွက်တောင်းလိုက်ပါတယ်။ဒါပေမဲ့နီလာကြောင်ကကွယ်လွန်သူမိခင်ကြီးပေးခဲ့တဲ့အမွေဖြစ်လို့ရှင်ကတော့မပေးချင်ပါဘူး။လောဟာကြီးတဲ့ကောင်ကသူ့မှာပါလာတဲ့ခောက်ဆွဲကြောင်ဝိထုဆောင်တအုံနဲ့သူ့ရဲ့ဖုံးကိုပါပေးပြီးနီလာကြောင်နဲ့လဲလှယ်ဖို့ကန့်လှန့်လိုက်ပေးမယ်။ဒါကသူ့မရဲ့တန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုဖြစ်ကြောင်ရှင်းပြပြီးတော့ရှင်ကလက်မခံခဲ့ပါဘူး။ကောင်ကစိတ်ပြတ်သွားပေမဲ့ဒီကြောင်ကိုခိုးယူဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီမှာတော့ရှင်ကခေါင်းကိုညာဘက်မှာကျယ်ရီအတူကြည့်ဖို့ကွင်းပြင်မှာတွေ့ဆုံဖို့ချိန်လိုက်ပါတယ်။ခေါင်းကကလန်းချက်ကိုလက်ခံလိုက်တဲ့အခါမှာရှင်ကချက်ပြုံပြုံပြီးတဲရဲကနေထွက်သွားခဲ့ပါတယ်။အဲ့ဒီညမှာတော့နှစ်ယောက်သားမြခင်ပြင်ပေါ်လဲလျောင်းပြီးတော့ကျယ်ရီကိုစိုက်တင်နေကြပါတယ်။ရုပ်ရည်ရဲ့ပဲရှင်ကခေါင်းအပေါ်ကိုခုံအုပ်ပြီးသူ့ရဲ့အဝတ်အစားတွေကိုချုပ်ဖို့အတင်းကြိုးစားတာကြောင့်ခေါင်းလဲအံ့ဩသွားခဲ့ရပါတယ်။သူမကိုတွန်းထုတ်ပြီးတော့နှစ်ယောက်သားအငင်းပွားကြပါတယ်။တကယ်တော့ဒီရွာမှာ ကျယ်ရင်ကြည့်မယ်ဆိုတာကအလိမ့်ဆက်ဆက်မယ်ဆိုတဲ့အဓိပ္ပာယ်ရကြောင်းသိလိုက်ရတဲ့အခါမှာတော့ပုံပြီးအံ့ဩသွားခဲ့ရပါတယ်။ရုဒရန်ခေါင်းကထွက်ပြေးသွားခဲ့ပြီးရှင်ကလည်းလိုက်ဖမ်းပါတယ်။ရှင်ကခေါင်းကိုဒေါသထွက်ပြီးတော့အရာကိုပြန်ရလာတဲ့အခါမှာထောင်ချပြစ်လိုက်ပါတယ်။ခေါင်းကတော့သူကစကဲဆူရဲ့အဓိပ္ပာယ်ကိုမသိဘဲရိုးရိုးတန်တန်ပဲလက်ခံခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။နောက်ဆုံးမှာတော့ခေါင်းကိုနားလည်သွားခဲ့ပေမဲ့သူ့ကိုတ냐တာထောင်ထဲမှာဆက်ထားပြီးတော့အခန်းကိုပြန်သွားခဲ့ပါတယ်။ မြို့ပေါ်မှာတော့ရှီနာနဲ့ချင်တို့ကခေါင်းကိုနေရအနှံ့ရှာဖွေပေမဲ့မတွေ့ခဲ့ကြပါဘူး။ကမ်းမတော်တဆမှုဖြစ်ပြီးကြောက်ကမ်းပါအောက်ကိုကျသွားတဲ့လမ်းကိုစစ်ဆေးပေမဲ့ဘာမှမတွေ့လို့စိတ်ပြတ်သွားခဲ့ကြပါတယ်။ချင်ကမောင်းသူမဲ့လေရင်ကိုအသုံးပြုပြီးရှာဖွေကြည့်ပေမဲ့လည်းတန်လိုက်စကွင်းကြောင့်လေရင်ပျက်စီးသွားခဲ့ပြီးတော့ချင်ရဲ့မော်နီတာလည်းလုံးဝပိတ်သွားခဲ့ပါတယ်။နေရောက်တဲ့အင်ပြန်ရောက်တဲ့အခါမှာတော့ခေါင်းနဲ့စာချုပ်ချုပ်ထားတဲ့စီးပွားရေးလုပ်ငန်းရှင်လီအန်တို့တွေ့ဆုံကြပါရစေ။ ။စာချုပ်အရအကောင်ကလီယန်နဲ့15ရက်နေ့တိုင်းတွေ့ဆုံရမှာဖြစ်ပြီးတော့မဟုတ်ရင်တော့ဒန်ငွေတန်း60ဆောင်ရမှာပါ။အခုဆိုရင်ခေါင်းပြောက်ဆုံးသွားခဲ့တာ73ရက်ရှိပြီဖြစ်လို့လီယန်ကသူ့ကိုလာရှာတာဖြစ်ပါတယ်။ရှီနာကတော့ခေါင်းကတောင်တက်ခရီးထွက်သွားတာဖြစ်ပြီးတော့မကြခင်ပြန်လာတော့မယ်လို့လိန်ပြောလိုက်ပါတယ်။လီယန်ကမယုံကြည်ပေမဲ့အရေးယူမဲ့အချိန်မတိုင်ခင်မှာခေါင်းကိုရှာဖွေဖို့အတွက်သူတို့နှစ်ယောက်ကို48နာရီအချိန်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ရှင်ကခေါင်းကိုတစ်တော်ရဲကိုခေါ်ဆောင်သွားခဲ့ပါတယ်။ ရှင်ကခေါင်းကိုအရင်ချစ်ချောင်းဝင်ခံခဲ့ပြီးကြက်သွေးပုံးတစ်ပုံးကိုပုံချပြီးတော့သူမကိုလက်ထပ်ဖို့အတွက်တောင်းဆိုခဲ့ပါတယ်